အမေရိကန်မှာခြေမိုးနေတဲ့စမိုင်းတို့ထက်သားတဲ့အင်ဂျီနဲ့မြန်မာနိုင်ငံမှာခြေမိုးတော့မဲ့နန္နာလိုင်တို့မိသားစုပရိသတ်များရှိနန္နာလိုင်ကတော့ဘဝတစ်လျှောက်လုံးမှာအပေါ်စင်းစမ်းတဲ့အနေအထားကနေသာနေထိုင်လာခဲ့ရတဲ့သူတယောက်ပါမင်းသမီးဖြစ်ရတဲ့အချိန်မှလည်းအသားရေယုံရေခန္ဓာကိုယ်ပါတစ်ခုမှမရှင်နိုင်အောင်ထိတ်တန်းမင်းသမီးဖြစ်လို့နေခဲ့ပါတယ်အမှုပညာလုပ်တွင်လုံးလို့ဝါလို့အိမ်အောင်ပြုတဲ့အခါမှာလည်းမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစင်ရင်ဝင်ဇေကဘာမိသားစုရဲ့သားနဲ့လက်ထပ်ထိမ်းမြနိုင်ခဲ့တာပါနန္နာလိုင်နဲ့ဇေတီဟာတို့လက်ထပ်ခဲ့ တာဆိုရင်73နှစ်ကျော်ရှိလို့သွားပါပြီ73နှစ်ကျော်အတွင်းမှာနန္နာလိုင်ကအမှုပညာလုပ်လဲမလုပ်တော့ဘဲတမိ3ယောက်ကိုသာပြုစုနေတာပါရှင်းနှစ်ပိုင်းတွေမှာဦးစေတီဟာကအထင်းသိမ်းခံထားရမို့စီးပွားရေးလုပ်ငန်းတွေကစားတမိ3ယောက်ကိုနန္နာလိုင်တယောက်တည်းကသာဦးစီးနေကြရတာပါဦးစေတီဟာကပြန်လွတ်လာပြီဖြစ်တဲ့အတွက်လုပ်ငန်းတွေကိုဦးစီးနေပြီဖြစ်တယ်လို့တမိ3ယောက်အတွက်သူရည်ရထားတဲ့အရာတွေလဲစတင်လုပ်ကင်နေပါပြီဦးစီးတီဟာကနန္နာလိုင်နဲ့တမိ3ယောက်အတွက်နန်းတော်ကြီးတပွဲကြီးမားတဲ့အင်ဂျီတလုံးကိုစောက်ပြီး နေတာပါအိမ်ကအခုလက်ရှိမှာရှုပ်လုံးပေါ်နေပြီဖြစ်ပေမဲ့ပြီးမြောက်အောင်တော့မဆောက်ဝသေးပါဘူး ပင်ကြီးကမြန်မာနိုင်ငံမှာရှိတဲ့တက္ကသိုလ်ကြီးတစ်ခုစာလောက်ကိုကြီးကျယ်ပြီးကျယ်ဝန်းတာပါအသေးစိတ်ပြင်ဆင်နေရတာဖြစ်တဲ့အတွက်ပြီးမြောက်အောင်ဆောက်လို့မပြီးသေးပါဘူးဒါအပြင်အိမ်တစ်ခုတည်းမဟုတ်ပဲဧကများစွာကျယ်ဝန်းတဲ့ခြံကြီးရဲ့မှာလည်းအလားစင်ပြီးအပန်းဖြေဖို့နေရာတွေပါပြင်ဆင်သွားမှာပါအကျန်းဒေတာပေါ်နေသေးတဲ့နနာလိုင်းတို့ရဲ့အိမ်ကရုပ်လုံးပေါ်လာတဲ့အချိန်မှာတင်ဘလောက်ထိကြီးကျယ်ခံနာပြီးလှပမလဲဆိုတာစူတင်ခံမနိုင်တဲ့အနေအထားဖြစ်ပါတယ်ဒါအပြင်ခြံဝန်းကလည်းအရှမ်းကိုကျိန်လုံးကခြံဝန်းထဲမှာအပန်းဖြေတာရင်းလေး၄ခုလောက်ကိုလှုပ်ထားတာပါ ါင်းတနာလိုင်းကပန်းဆိုင်တာမို့တစ်ခွာချန်နေလဲတီးတန့်လှုပ်ထားခဲ့တာပါခြံဝန်းကျဲရဲမှရှိကူးကန်နဲ့အပန်းဖြေစခန်းတွေလည်းပါဝင်ပါပါကျဲငါးပွင့်ရထားတဲ့ဟိုတယ်ကြီးတွေမှာရှိတဲ့အပန်းဖြေနိုင်မယ့်အရာအားလုံးကိုခြံဝန်းကျဲရဲမှအကုန်ရရှိမှာပါအပန်းဖြေဖို့အတွက်တစ်တော်စိမ့်ဆိုတဲ့နေရာတွေကိုတကူတကသွားစီရမလို့ပဲခြံဝန်းထဲမှာအေးအေးဆေးဆေးကြီးနိုင်မှာပါဒါအပြင်တံတားတစ်ခုကိုလည်းခြံဝန်းထဲမှာတိဆောက်ထားခဲ့ပါတယ်ဒါကြောင့်မလို့နန္နာလိုင်းတို့ရဲ့ခြံကြီးကအတိုင်းစားမရှိအောင်ကိုကျဲလွန်းနေလို့တောင်ပြောလို့ရပါတယ်ဒါကြောင့်မလို့လည်းအချိန်ယူကခြံ ံဝန်ကြီးကိုစောက်လုပ်နေရတာဖြစ်ပါတယ်။ဦးစီတီဟာကအဆိုပါအိမ်ကိုတမိ၃ရောက်အတွက်ရည်ညွှန်းကစောက်လုပ်ထားခဲ့တာပါ။ဒါကြောင့်မလို့နန္နာလိုင်တို့ရဲ့အိမ်တစ်ကြီးကအမေရိကန်မှာနေထိုင်နေတဲ့စမိုင်းတို့ထက်တောင်ကြီးကျယ်ခန်းနာသွားပြီလို့ဆိုရမှာပါ။စမိုင်းတို့ကအမေရိကန်မှာဒေါ်လာတန်းနဲ့ချီတဲ့အိမ်ကိုဝယ်ထားတာပါ။စမိုင်းတို့အိမ်ကကြီးကျယ်ခန်းနာသလိုအိမ်ထဲမှာဆိုရင်လည်းရုပ်ရှင်ရုံးကျင်း၊ beauty salon ၊ဘားနဲ့တခြားစိန်ခံပစ္စည်းမျိုးစုံကိုထည့်ထားတဲ့အိမ်ကြီးဖြစ်ပါတယ်။ဒါပေမဲ့အခုဆိုရင်စမိုင်းတို့ရဲ့အိမ်လို့မြန်မာနိုင်ငံမှာလည်းနန္နာလိုင်တို့က လူတကာငေးမောကြီးရတဲ့အင်ဂျင်နဲ့နေထိုင်ရတော့မှာဖြစ်ပါတယ်။အမေရိကန်မှာအချိန်မိုးနေတဲ့စမိုင်းတို့ထပ်သားတဲ့အင်ဂျင်နဲ့မြန်မာနိုင်ငံမှာအချိန်မိုးတော့မယ်နန္နာလိုင်တို့မိသားစုပေါ့ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တောင်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းလူပညာဆိုင်ရာအကြောင်းအရာတွေနဲ့လက်ထလောဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့